မဆွဲတော့ဘူးညနေပိုင်းဈေးရအောင်ဒါပေမဲ့ညနေပိုင်းဈေးရတော့တော်တော်လှပါတယ်เนาะအဲ့ဒါကြည့်ကြည့်ရမယ်เนาะဒီညနေဈေးရတော့เนาะတော်တော်ကြီးကိုဒါထိုးတင်နေတာတခုเนาะတော်ကြီးထိုးတင်နေတာတခုဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်တစ်ချက်ကြည့်ကြမယ်ကဲစပြီပေါ့เนาะစပြီဆိုတော့ကျွန်တော်မနေ့ကလေးကိုထွက်သွားတာပေါ့เนาะလေးကိုလေးကိုထွက်တယ်လေးကိုเนาะဒီကိုထွက်တယ် ကိုကတိတ်ပြီးလှလာပါပါလေတဲ့ဒီကိုဟုတ်ပြီနောက်ဆုံးစပြမှာကလုံးပိုင်ကိုစပြနော်လုံးပိုင်လုံးပိုင်နေစပြဒီမှာဒီတုံးရေဒီတိရေနော်တုံးရေတိရေဒီကိုရေဘာလို့ရလဲ တော့ရလဲဆိုတော့300ရတယ်เนาะ3ဆိုပြီးရ3ပိုင်3ပိုင်ဒါလုံးပိုင်ဆိုင်เนาะတခါကျွန်တော်တို့3ပိုင်ရနေမှာပြီးရเนาะတခါကျွန်တော်ဒီ6ရေเนาะဒီ9ရေဒီ3ရေပေါင်းနေရဒါရ9ကိုပေါင်းတော့6အဲ3 8 9 8ကိုပေါင်းတော့9 9နဲ့3နဲ့ပေါင်းတော့3ရเนาะ သုံးညပိုင်းရတယ်အဲ့သုံးညဒီမှာနော်အဲ့သုံးညဒီမှာအဲ့သုံးညဒီမှာအဲ့တော့အဲ့တော့နောက်တစ်ခုကကျော်ဒီမှာဒီလေးရယ်ဒီလေးရယ်ပေါင်းလို့ရှစ်ရှစ်ရယ်ကိုးရယ်ပေါင်းတာနော်ခွန်ခွန်ပိုင်းနော်ခွန်ပိုင်းဒါဆိုတော့ကျွန်တော်တို့ဒီမှာဒီကိုးရယ် ဒီနှစ်ရဲ့ဒီရှေ့ပေါ့နော်ဒီ9ရဲ့နှစ်ရဲ့ရှေ့ပေါ့လားနော်အဲ့တော့အပေါ်တော့3ရဲ့7ရဲ့9ရဲ့စပေါ့လားနော်အဲ့လိုမျိုးနော်အပေါ်ကဟောင်းမပြတော့ထားရဲ့ပေါ့အောက်က6နှစ်ပေါင်း30ဆိုတော့9ပိုင်းနော်9ပိုင်း9လုံးပိုင်းခုနကတော့3တုံညာခွန်ပေးထားရဲ့နော်3တုံညာခွန်အခု9ပိုင်းနော်9ပိုင်းရှိရဲ့နော်အဲ့တော့9ပိုင်းကိုကျွန်တော်တို့အကြီးရေးထားလိုက် ကိုဘိုင်းဆိုပြီးတော့အကြည့်ရထားတယ်။ Okay ဟုတ်ပြီနော်။အဲ့တော့နောက်တစ်ခုထပ်ပြ။အဲ့တော့၄ကိုပဲကျွန်တော်ပြန်ရေးရမယ်။နော်၄ကို၄ရက်ကိုပြန်ရေးပြီဟုတ်ပြီ။ကိုဘိုင်းပြပြီးတဲ့ခါကျတော့ကိုထိတ်ပြ။နော်ကိုထိတ်ဆိုင်ပြ။ကိုထိတ်ဆိုင်ကပြမယ်လို့၄၅ချက်လောက်ရှိနော်။၄၅၆ချက်လောက်ဖြစ်။ဘလောက်လှလဲ။ ဒီငါ6ချက်တော့ဖြစ်တယ်လေးကိုနော်အာလေးငါ6ချက်တော့ဖြစ်နေတော့ကျွန်တော်တို့ဘယ်ကနေစပြဒီကိုဘောနော်ဒီကိုဖြစ်တယ်ဒီကိုဖြစ်တော့တဲ့တခါဒီနှလုံးပေါင်းခြင်းကိုဖြစ်ရဒီနှလုံးပေါင်းမယ်ကိုနော်3နဲ့6နဲ့ပေါင်းခြင်းကိုကိုနော်3နဲ့6နဲ့ပေါင်းတယ် တခါဒီတုံးစိမ့်နေတယ်ပြန်ပြောင်းပြန်ဒီတုံးအဲ့တုံးဖြစ်ဖို့အတွက်ဆိုရင်အဲ့တုံးဖြစ်ဖို့အတွက်ဆိုရင်ဒီလုံးပေါင်းခြင်းတုံးနော်ဒီလုံးပေါင်းခြင်းတုံးနော်တခါဒီကိုပြဒီကိုပြဖို့အတွက်ဆိုလို့ရှိရင်တဲ့နော် ဒီကိုပြဖို့တွယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်းရင်ကိုဖြစ်တယ်เนาะအဲ့မှာရှစ်တက်ပေါင်းရင်ကိုเนาะကိုဖြစ်တယ်ဒါဆိုရင်ဒါဆိုရင် sorry ဒီကအယောင်ထားလိုက်တော့เนาะထားလိုက်တော့အဲ့တော့ဒီရှစ်ဖြစ်ရမယ်ဒီမှာအယောင်တစ်ချက်ပြောင်းပြန်ဒီရှစ်ဖြစ်ရမယ်ဒီရှစ်ဖြစ်ဖို့တွယ်ဆိုရင်ဒီမှာเนาะဒီနှလုံးပေါင်းရင်ကျွန်တော်တို့ ီနှလုံးပေါင်းခြင်းဒီကိုရှိတော့ကိုပဲထည့်ရနော်ကိုထည့်ရအဲ့ဒါမှဒီနှလုံးပေါင်းခြင်းကိုကိုပေါင်းခြင်းဒီရှိဖြစ်နော်ဆိုတော့ဒါဒီကိုဒီစပြီးလိုက်မှာ ကိုထိတ်ခုနတော့ကိုပိုင်နော်ခုနတော့ကိုပိုင်အခုကကိုထိတ်နော်ကိုထိတ်ကိုတွေတွေ့တာနော်အမှနှစ်ချက်ရှိပြီနော်တစ်ချက်နှစ်ချက်ရှိပါပြီနောက်ထပ်တစ်ချက်ထပ်ပြနော်နောက်ထပ်တစ်ချက်ထပ်ပြမယ် ိုးပိုင်ကိုထိတ်ကိုထိတ်ကိုထိတ်တွေအများကြီးနော်ဆိုတော့ထပ်ပြရအောင်ထပ်ပြမယ်ဆိုတော့49ပဲကြီးအဲ့တော့ပရမအူဆုံးဘယ်လိုစမလဲနော်ဘယ်လိုစမလဲဆိုရင်ဒီ၃ရာကနေစမယ်နော်သူကဘယ်လိုစမလဲဆိုရင်ဒီနှလုံးပေါင်းခြင်းကတုံ့ပြန်နော် ုံညက်ဂျင်းလုံးပေါင်းချင်းရဲ့တုံညက်နော်တခါဂျင်းလုံးပေါင်းချင်းကဂျုံကနော်တခါဂျင်းလုံးပေါင်းချင်းကဒီ sorry ဒါနဲ့တော့နှစ်နော်တုံညက်၅နှစ်အဲ့တုံညက်၅နှစ်ကိုဘယ်လိုဖြစ်လဲပေါ့နော်တုံညက်၅နှစ်ဖြစ်ပုံဖြစ်နေအဲ့ဒါကိုပြမယ်ပေါ့နော်တုံညာ၅နှစ်ဖြစ်တာဆိုတော့ဒီမှာက ဲ့လို၃ည၅နှစ်ဖြစ်လို့ဒီမှာစတယ်မနော်ဒီကောင်းလည်းတော့ရမယ်ကောင်းကြအယောင်ပြောင်းတယ်အနေနဲ့ဒီလိုမျိုးတဲ့ तू က၃ညဖြစ်တယ်ဒီလို၃ညဖြစ်တယ်နော်အဲ့လို၃ညဖြစ်တယ်ဒီ၃လုံးပေါင်းလာဒီ၃လုံးပေါင်းရင်၃ညဖြစ်နော်အဲ့မှာဒီဘက်မှာရေးလိုက်၃ညဖြစ်ပြီတခါဒီမှာ၅ဖြစ် နော်ငါးဖြစ်ငါးဖြစ်တော့နော်ငါးဖြစ်မယ်ဆိုရင်ဒီမှာ1 1 1 1 1နောက်ဒီမှာဒီမှာနှစ်နှစ်တက်ပေါင်းရင်တော့၅ဖြစ်ရမယ်เนาะနှစ်နှစ်တက်ပေါင်းရင်ဒီဒီမှာ၅ရေးလိုက်เนาะ၅ဒါဆိုရင်နှစ်ဖြစ်ဖို့နှစ်ဖြစ်ဖို့တော့ဆိုရင်ဒီမှာကျွန်တော်တို့နှစ်တက်ရေဒီက၉ရေပေါ့ နော်ကိုရဲ့ပေါင်းကိုရဲ့ပေါင်းမှာဒီမှာအစိမ့်လေးနဲ့ရေးထားဒီကိုရဲ့ပေါင်းမှာ sorry ဒီကိုရဲ့ပေါင်းမှာဒီကိုရဲ့ပေါင်းမှာကိုရဲ့ပေါင်းမှာဒါဒီကျတို့နှစ်ဖြစ်နော်နှစ်ဖြစ်တုံညာငါးနှစ်ဒါနဲ့မပြီးသေးဘူးနော်မပြီးသေးပဲနဲ့ကျတို့နောက်ထပ်တစ်ခုထပ်ပြန်ဒီမှာထပ်ပြီးတော့ကျတို့ ဒီလိုတုံညဖြစ်လို့တဲ့ဒီလိုမျိုးတုံလာတုံညဖြစ်မယ်ခွန်ရယ်ကိုလေးရယ်ပေါင်းခြင်းခွန်ကိုလေးဒီလိုတုံညပေါင်းပေါင်းခြင်းဒီတုံညဖြစ်မယ်เนาะဒီဒီလိုတုံညဖြစ်မယ်တခါတဲ့ကျွန်တော်အယောင်ထပ်ပြောင်းပြီဒီလိုအပြားတဲ့ဒီ6ရယ်တဲ့ဒီ7တည်းပေါင်းခြင်း6 7ပေါင်းခြင်း5ဖြစ်ဒီလို5ဖြစ်ဒီ5ဖြစ်เนาะအဲ့တော့ဒီမှာကအယောင်ထပ်ပြောင်းတယ်ဒီအယောင်လေးပေါ့เนาะ တခါဒီလေးရယ်ဒီလေးရယ်ဒီကိုကိုရယ်ပေါင်းပါနှစ်ဖြစ်ရနော်ဒီနှစ်ဖြစ်ရဒီနှစ်ဖြစ်ရအဲ့တော့ဆိုဒီမှာဒီဒီအချက်တွေနဲ့ကျွန်တော်ဒီမှာကိုထိတ်တတ်တွေ့နော်ကိုထိတ်တတ်တွေ့အဲ့တော့ဒီမှာလည်းကိုထိတ်ဆိုတာတတ်တွေ့နော်ကိုထိတ်ဒါလည်းမပြီးသေးဘူးနော်ဆက်ကြည့်နော်တော်တော်လေးလှတယ်ဗောနော်ဒီကောင်းကြီးတော်တော်လမ်းကြောင်းလှတယ်နော်ဒါလည်းမပြီးသေးဘူးတော့နောက်ထပ်တစ်ခုထပ်ပြနောက်ထပ်တစ်ခုထပ်ပြမယ်ဆိုရင် ဘယ်ကနေစဒီကောင်ကဘယ်ကနေစလဲဆိုရင်ဒီမှာဒီကောင်ရေးတယ်အနည်းအနည်းနဲ့ပဲရေးလိုက်မနော်၄9 4 9ဟုတ်နော်ရေးလိုက်ရေးလိုက်နော်တော့ဒီကောင်းလေးသွား ဒီငါတဲ့ဒီနှလုံးပေါင်းနေရဲ့နော်ဒီနှလုံးပေါင်းတာနော်ဒီလိုပေါင်းတာငါအဲ့ဒီငါငါငါတဲ့ဒီမှာရေးမယ်နော်ဒီငါဒီကောင်ကစိမ့်နေပူကောင်းလေဒီငါတခါဒီနှလုံးပေါင်းခြင်းကတစ်နော်ဒီတစ်တခါဒီနှလုံးပေါင်းခြင်းကကိုနော်ကိုငါတစ်ကိုနော်အဲ့ငါတစ်ကို ကိုထိတ်ဘယ်လိုရလဲဆိုကြည့်မယ်နော်ငါတက်ကိုရပုံရနည်းအဲ့တော့အဲ့ညလုံးပေါင်းခြင်း၅ဖြစ်လို့သူကဒီညလုံးဒီ၃လုံးပေါင်းခြင်း၅လမ်းဖြစ်မယ်ဒီမှာကျတော့ကျွန်တော်တို့ဒီအပြလဲသွားမယ်နော်ဒီဒီညလုံးပေါင်းခြင်းဒီညလုံးပေါင်းခြင်း၅ဖြစ်လို့ဒီလိုမျိုးကျွန်တော်တို့ခွန်6ရယ်ဒီဟာ2ရယ်၅ဖြစ်မယ်နော်၅ဖြစ်မယ်ဆိုဒီမှာရေးမယ်၅ဒီဘက်မှာ၅ဖြစ်တာနော် တခါဂျင်းနှလုံးပေါင်းခြင်းတစ်ဖြစ်လို့သူကဒီ6လေးရေနော်6လေးရေနော်6လေးရေဒီကတိ6လေးတစ်ပေါင်းခြင်းကျွန်တော်တို့တစ်ဖြစ်တယ်နော်တစ်ဖြစ်တယ်တခါနော်တခါဒီနှလုံးပေါင်းခြင်းတစ်ရှိပေါင်းခြင်း6ဖြစ်လို့မလို့နော်ကိုဖြစ်လို့မလို့ဒီမှာကိုရေးလိုက်တော့เนาะကိုကိုရေးလိုက်ကိုဖြစ်လို့မလို့ဒီ၃လုံးပေါင်းခြင်း လေးရတည့်ရလေးရပေါင်းခြင်း၉ဖြစ်တယ်နော်၉ဖြစ်တယ်เนาะငါတိကိုငါတိကိုဖြစ်တယ်ငါငါတိတိကိုကိုเนาะအဲ့လိုမျိုးဖြစ်တာအဲ့လိုမျိုးဖြစ်တာเนาะအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးဖြစ်လို့မလို့เนาะအဲ့လိုမျိုးဖြစ်လို့မလို့ကျွန်တော်ဆက်ဆက်ပြောကြောင်းပါเนาะ၉ထိတ်က ဘလိုမျိုးတွေဆက်ဖြစ်တယ်ဆိုဒီကောနေကတော့မြားနေပြတယ်မြားနေပြတယ်ဒီမှာအယောင်မတူတဲ့ဟာဘာမရှိလဲဒီဟာလေးပေါ့နော်ဒီလိမ်မော်လေးနဲ့အဲ့လိုငါးတစ်ကိုဖြစ်လို့မျိုးဒီလိုမျိုးနှစ်ရယ်ကိုးရယ်ပေါင်းတော့တစ်နဲ့လေးနဲ့ပေါင်းတော့တော့ငါးဆိုပြီးထပ်ဖြစ်တယ်ဒီမှာကျတော့ဒီဟာနဲ့သွားလိုက်ငါးဆိုပြီးငါးဆိုပြီးထပ်ဖြစ်တယ်နော်ငါငါနော်ငါတစ်ခါဒီမှာနှစ်ရှစ်တစ်ပေါင်းခြင်းက တက် sorry တက်နော်ငါတက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကိုးဖြစ်ရတာကိုးဖြစ်ဖို့အတွက်တက်ကိုးရှိတာတက်ကိုးရှိတာဒီမှာကျွန်တော်တို့ကိုးထဲမှာရတာနော်တက်ကိုးရှိတာတော့ကိုးထဲမှာဒီမှာကျွန်တော်တို့ကိုးထဲမှာရတာနော်ကိုးထဲမှာရတာဒါဆိုရင်ကျွန်တော်ဒီမှာကိုးဟုတ်လားအဲ့လို channel ကိုးနော်ရှင်းပါရဲ့နော်ကျွန်တော်ကြာရှင်းပါရဲ့နော်အဲ့တော့အဲ့တော့ကိုးတွေကကျွန်တော် လေးချက်လောက်ဖြစ်နေတယ်ဗောနော်အိုးတွေဒီဒီမှာကျွန်တော်အိုးထိပ်ပဲအိုးထိပ်ပဲရတယ်နော်ကိုးထိပ်အိုးကိုးတွေအများကြီးအများကြီးတွေ့ရဆိုတော့ကိုးတွေကျွန်တော်တို့ပတ်တီးလုံးဝပတ်ပတ်ပြီးတော့ကိုးထိပ်ကိုပူတင်နော်ထိပ်ကိုပူတင်ဗောနော် sorry ထိပ်ကိုပူတင်ပြီးတော့ပူတင်ပြီးတော့လုံးဝပတ်မှာဗောနော်ပတ်တီးလုံးဝပတ်ကိုးပတ်နော် ကိုပတ်ကိုထိတ်ကိုဘိုးတင်เนาะကိုပတ်ဒါဒီညနေအတွက်ခိုင်ကြရပါဘောเนาะကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ပိတ်လိုင်းကိုသွားကြစို့